အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကနေပြီးတော့မှကျွန်တော်တင်ပြခြင်းတဲ့အကြောင်းအရာလေးကတော့ The Havika ရဲ့ The Secret of Millionaire Mind စာအုပ်ထဲကသုံးသပ်ချက်အကြံပြုချက်လေးတွေကိုဆွေးနွေးတင်ပြပေးမှာဖြစ်ပါတယ်လူတွေစဉ်းစားကြတဲ့အကြောင်းကိုကျွန်တော်ဝေဖန်တဲ့အခါစဉ်းရဲသားတွေကကျွန်တော်ကိုစိတ်ဆိုးကြတယ်သူတို့ပြောကြတာစဉ်းရဲသားတွေခင်ဗျားမမုန်းသင့်ဘူးလို့ပြောကြတယ်ခင်ဗျားတို့ယူနေလားကျွန်တော်စဉ်းရဲသားတွေဘာကြောင့်မုန်းရမှာလဲကျွန်တော်ကိုယ်တိုင်အချိန်တော်တော်များများမှစဉ်းရဲခဲ့တာပဲဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့လူ69ရာခိုင်နှုန်းထက်ကိုပိုပြီးစဉ်းရဲခဲ့တာပါ ကျွန်တော်ကိုစင်းရဲသားတွေကိုမုန်းတယ်လို့ဝေဖန်နေတာကိုကျွန်တော်လုံးဝလက်မခံပါဘူးကျွန်တော်ဘဝမှာတကယ်မုန်းတာကစင်းရဲသားတွေရဲ့စိတ်ဓာတ်ကိုပါကျွန်တော်အဲ့ဒီစိတ်ဓာတ်ကိုမုန်းခဲ့တယ်အဲ့ဒါကြောင့်ပဲကျွန်တော်စင်းရဲသားဘဝကလွတ်မြောက်ခဲ့တာပါမိတ်ဆွေအနေနဲ့စင်းရဲသားလို့တွေးနေရင်စင်းရဲသားဖြစ်မှာပဲဒါကြောင့်မိတ်ဆွေစိတ်ဓာတ်ကိုပြုပြင်ပြောင်းလဲဖို့လိုတယ်ဒီဗီဒီယိုဖိုင်လေးကမိတ်ဆွေကိုစင်းရဲသားဘဝကလွတ်မြောက်ဖို့အတွက်အကြံဉာဏ်တစ်ချို့ပေးထားပါတယ်ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးစင်းရဲလွင်ကဘယ်လိုရုန်းထွက်မလဲဆိုတာအဖြေတစ်ခုတော့ရကောင်းပါတယ်ဒါကြောင့်ချမ်းသာမဲ့သူတွေကဘယ်လိုတွေးလဲစင်းရဲသားတွေကဘယ်လိုတွေးလဲလေ့လာကြည့်အောင် နံပါတ်၁ rich people think big poor people think small ချမ်းသာတဲ့သူတွေကကြီးကြီးမားမားစဉ်းစားကြပြီးဆင်းရဲသားတွေကတည်တည်မမွားအတွက်ပဲစဉ်းစားကြမိတ်ဆွေအနေနဲ့စတိုးဆိုင်တစ်ခုထဲဝင်ပြီးအချိန်ပေးပြီးဈေးဝယ်ဖို့မှာပေါ့အဲ့လိုဈေးဝယ်တဲ့အခါမှာဆင်းရဲသားတွေကဒီလိုတွေးကြတယ်ငါဒီမှာအချိန်တနိုင်ပို့ပေးပြီးဈေးပေါ်ပေါ်နဲ့စင်30လောက်ပိုတက်တာတဲ့ပစ္စည်းကိုလိုက်ရှာမယ်လို့အမြဲတွေးကြတယ်သူတို့တွေကသူတို့ဘဝရဲ့အချိန်တွေကိုဘယ်လောက်မှတတ်ဖို့မရှိတဲ့အရာတွေပေါ်မှာဖြုံးတိပစ်ကြတယ်ချမ်းသာတဲ့သူတွေကတော့ဒီလိုတွေးတယ် ငါအတွက်ဈေးနှုန်းကဒီကမဟုတ်ဘူးငါရည်ချင်းကတနာရင်ဒေါ်လာ1000တန်းတယ်3.48ဒေါ်လာမဟုတ်ဘူးသူတို့တွေကသူတို့ရဲ့အချိန်တွေကိုတန်ဖိုးထားကြတယ်အကျိုးရှိစေမဲ့နေရာတွေမှာအသုံးပြုကြတယ် Facebook သုံးရင်တော့သူတို့ကအကျိုးရှိစေမဲ့စာတွေခွန်အားဖြစ်စေမဲ့စာတွေ share တယ်ဖတ်တယ်စင်ရသားတွေကတော့အသင်းပြင်းတွေ share မယ် share မယ်အရင်များအဖက်များတဲ့ဒီပုံကို share ရင်ချမ်းသာမယ်ဆိုတဲ့ဟာတွေကိုဖတ်တယ် share တယ်ပတ်စံပေးပြီး Facebook အသုံးပြုတာချင်းအတူတူတော့ရရှိသွားတဲ့ရလက်ကမတူညီကြပါဘူး ံပါတ်2က rich people focus on opportunity poor people focus on obstacle ဆန်းသာတဲ့သူတွေကအခွင့်အလမ်းကိုအာရုံစိုက်ကြပြီးစင်ရဲသားတွေကအခက်အခဲပြဿနာတွေကိုလည်းအာရုံစိုက်ကြစင်ရဲတဲ့လူတော်တော်များများလုပ်ငန်းအသစ်တစ်ခုစလုပ်တော့မယ်ဆိုရင်သူတို့စပြောတာကကျွန်တော်ဒီလုပ်ငန်းကိုလုပ်ချင်ပါပဲဒါပေမဲ့အပြိုင်အဆိုင်တွေအတိုက်အခိုက်တွေများတော့အောင်မြင်မှမတင်ပါဘူးလုပ်ပြီးမှမအောင်မြင်ခဲ့ရင်ဒုက္ခဆုံးရှုံးသွားရင်ဘယ်လိုလုပ်မလဲစသဖြင့်ပေါ့အခက်အခဲနဲ့ပြဿနာကိုပဲတွေးပြီးပြောကြတယ် ချမ်းသာမဲ့သူတွေကတော့အောင်မြင်တဲ့လုပ်ငန်းအတွက်အပြိုင်ဆန်ရှိတယ်ဆိုတာနားလေတယ်အတိုက်ခံရှိတာကိုလက်ခံတယ်အဲ့ဒီအရာကိုကြော်လွှားပြီးကြီးမားတဲ့ကြားလက်တံဘိုးကိုဖြစ်ပေါ်အောင်တိဆောက်တယ်သူတို့တွေကသူတို့ရဲ့ရည်ရွယ်ကိုတိုးတက်အောင်လုပ်တယ်ဘယ်တော့မှပြဿနာအတွက်မငြင်းညူဘူးနံပါတ်3က rich people admire other rich and successful people poor people resent rich and successful people ချမ်းသာတဲ့သူတွေကအခြားချမ်းသာတဲ့သူတွေနဲ့အောင်မြင်တဲ့ပုံကိုယ်တွေကိုလေးစားတယ်စင်ရသားတွေကချမ်းသာပြီးအောင်မြင်တဲ့ပုံကိုယ်တွေကိုမကျေနပ်ဘူး ကျွန်တော်တို့ငငယ်တုန်းကကားလာလာလေးတည်းကျွန်တော်တို့ဘေးကဖြတ်သွားရင်ငငယ်ချင်းတွေကဟဲ့ဟိုမှာကြည့်ရကားဝါကောင်ကတောက်ပုံမကျိုးဘူးစသဖြင့်ဝေဖန်တယ်အဲ့လိုဝေဖန်ပြီးအဲ့လိုမနာလိုဖြစ်နေတဲ့သူတွေအဲ့လိုမျိုးကားအကောင်စားကြီးဝယ်စည်းနိုင်သွားတာကျွန်တော်မတွေ့ဘူးကျွန်တော်ကတော့အဲ့လိုမတွေ့ဘူးအဲ့ဒီလူမှကားလာလာလေးရှိနေတဲ့အတွက်ကျွန်တော်ပြောတယ်ကျွန်တော်အားကြတယ်ကျွန်တော်ကြီးလာရင်အဲ့လိုကားမျိုးလိုချင်တယ်သူတို့လိုမကြည်မချမ်းပြောနေမဲ့အစားကိုဘွားတိုးတက်ကြောင်းလဲမဲ့နီးလန်းတွေရှာတယ်အခွင့်အလမ်းကုံလုံးကိုနားထောင်တယ်စားအုပ်တွေဖတ်တယ်ဟောပြောပွဲတွေနားထောင်တယ် အမှန်တကယ်တော့ဒီကိစ္စဟာဆင်းရဲချမ်းသာငွေကြေးနဲ့မဆိုင်ပါဘူး။ဆင်းရဲသားတွေဟာရေမှုရအဖြစ်လောကအပေါ်မြင်တဲ့အတွေးခေါ်နေကြတတ်ပါတယ်။ငွေမရှိတာတက်တက်ကြောက်ဆင်းရဲကြတာမဟုတ်ပါဘူး။အတွေးခေါ်ကဆင်းရဲနေကြတာပါ။လူမှုကွန်ရက်မှာဆိုရင်လည်းတယောက်ယောက်အောင်မြင်နေရင်အားကြအတူယူသူထက်အောက်ကနေ comment ပေးဆဲတဲ့သူတွေပိုများတာတွေ့ရပါလိမ့်မယ်။ဒါကြောင့်လူနည်းစုကချမ်းသာပြီးလူများစုကဆင်းရဲနေတာပါ။အဲ့ဒီလိုလူများစုတွေးခေါ်ပြောင်းသွားနိုင်ရင်အဲ့ဒီတိုင်းပြည်လည်းချမ်းသာနိုင်ပါလား။ ဒါကြောင့်ချမ်းသာတဲ့နိုင်ငံတော်တော်များများကလူတွေကစိတ်ဓာတ်အဆင့်တန်းမြင့်မားကြတယ်။ဒါတွေကိုကျွန်တော်တို့အတူတူသင်ပါတယ်။နံပါတ်၄က rich people are willing to promote themselves and their value. poor people think negatively about selling and promotion. ချမ်းသာတဲ့သူတွေကသူတို့အရေးချင်းနဲ့သူတို့တန်ဖိုးကိုမြင့်တင်လို့သိရှိကြပေမဲ့စင်ရသားတွေကတော့ရောင်းချခြင်းနဲ့ရောင်းမြင့်တင်ခြင်းဆိုပြီးအဆိုးမြင်ကြတယ်။ကျွန်တော်ចောင်းသားဘဝတော့ကငွေချင်းတွေကြီးကနေပြီးတော့မှ တို့မတုံးကျင်တော့တဲ့တပည့်ရဲ့ပစ္စည်းတွေကိုဈေးတက်တက်တာနဲ့ဝယ်ပြီးဆိုင်မှာပြန်ရောင်းတယ်။တကယ်တမ်းအဲ့ဒီအလုပ်ကမျိုးမျိုးမြတ်မြတ်လေးရတာ။ဒါကအတမ်းပိုင်ဆရာကပြီးတော့မင်းကမင်းတော့ဂုံယူနေတယ်ပေါ့လေ။မင်းကဈေးရောင်းစားမှလားကွာဆိုပြီးတော့မှစူခံ။ကျွန်တော်ဈေးရောင်းတာကပဲအောက်ကျသလိုမျိုးကျွန်တော်ကိုစူတယ်။ကျွန်တော်စဉ်းစားမိတယ်။ထူးစားလိုက်တာပေါ့နော်။ဈေးရောင်းတာကအောက်ကျသလားငွေရှာတာအောက်ကျသလားဆိုတော့ပြန်စဉ်းစားကြည့်တယ်။အဲ့ဒါကရေးကြီးခွင့်ချက်ပိစားလည်းမဟုတ်ဘူး။စီရလည်းဘဝမှာတစ်ချိန်လုံးငွေအတွက်အလုပ်လုပ်နေရပဲမဟုတ်လားအားလုံးဒီငွေရှာဖို့ပဲပေးဆက်နေကြတာပဲဒီလိုအဲ့လိုငွေရှာတဲ့အတွက်ကျွန်တော်ကရှက်ရမှာလား ကျွန်တော်တို့ပတ်ဝန်းကျင်ကိုကျွန်တော်ကြည့်မိတယ်အားလုံးဒီဘက်ကငွေကရေမကြည့်ပါဘူးကွာလို့ပြောကြတယ်ငွေရှာတာကတားမြစ်တဲ့ဥပဒေကိုချိုးဖောက်လိုမျိုးခံယူနေကြဒါကြောင့်ပဲငွေကသူ့နားပေါ်မှာတွားကျင်လာငွေအတွက်လှုပ်လှုပ်ကြတာချင်းအတူတူသူများထပ်ထူးပြီးနည်းနည်းပူရှာနိုင်ရင်ခရိုနီခရိုပြာဆိုပြီးခေါင်းစဉ်နဲ့အမျိုးမျိုးတက်ကြတာကိုကငွေမရှာနိုင်တော့ကိုကူကိုကာွယ်တဲ့နေနဲ့ငွေထက်မြစ်တာတရားကအရေးကြီးပါတယ်ကွာလို့ကိုကူကိုချွေးတက်ကြတယ်မှန်ပါတယ်မြစ်တာတရားကလည်းအရေးကြီးတယ်လို့ငွေကလည်းအရေးကြီးပါတယ်ကျွန်တော်ပြောတာမယုံဘူးဆိုရင်နီးစပ်ရဘန်တစ်ခုကိုတွားပြီး ဗန်စီရမကိုကျွန်တော်မှမြတ်တာတရားအပြည့်အဝရှိပါတယ်။အဲ့ဒီမြတ်တာတရားကိုဗန်စာအောင်လုပ်ပေးပါလို့ပြောကြည့်ပါလား။အဲ့ဒီစကားမပြောခင်မစ်ဆွေပြေးပါတော့အရင်စားတာပေါ့။ဒါမှမဟုတ်ကိုမိဘနေထိုင်မကောင်းဖြစ်တဲ့အချိန်အထူးကုစည်းရုံအကောင်စားကိုသွားပြီးနတ်စမကိုကျွန်တော်ဖေကိုတရားကြီးဆိုင်ပေးပါသား။ခင်ဗျားအတွက်ကျွန်တော်မှမြတ်တာအများကြီးရှိပါတယ်လို့ပြောရဲလား။ကျွန်တော်ဒီလိုပြောလို့ငွေမျက်နှာတစ်ခုပဲကြည်ရမယ်လို့ဆိုလိုတာမဟုတ်ဘူးနော်။ငွေကအရေးမကြီးပါဘူးဆိုတဲ့အရာကြီးကိုဒီနေ့ကစပြီးခင်ဗျားတွေးထဲမှာအပိတိုက်ထုတ်ဖို့ပြောနေတာ။ငွေဆိုတာတန်ဖိုးတိတဲ့သူစီကိုပဲသွားချင်ပါတယ်။နံပါတ်9က Rich people choose to get paid based on result. Poor people choose to get paid based on time. ချမ်းသာတဲ့သူတွေကရလက်ကိုကြည့်ပြီးအလုပ်ကိုယူရတယ်။စင်ရသားတွေကအချိန်ကိုကြည့်ပြီးအလုပ်ကိုယူရတယ်။ကျွန်တော်ဒီအချက်ကိုသဘောကျတယ်။အကယ်၍မိတ်ဆွေကဝန်ထမ်းဆိုရင်မိတ်ဆွေအလုပ်ရှင်စီသွားပြီးကျွန်တော်ကလုပ်သက်ဆယ်နှစ်ရှိပြီးတနင်္ဂနွေကို15ဒေါ်လာရတဲ့ဒေါ်လာ20ရတဲ့တောင်းဆိုကြည့်ရရလာလို့ကျွန်တော်ဆိုလိုချင်တာကကျွန်တော်တရက်ကို16နိုင်လုံးနဲ့တစ်နှစ်လုံးစူးစမ်းပန်းစားနဲ့ပစ္စည်းတစ်ခုကိုဖန်ပြီးတယ်။ ထွက်လာတော့တုံးစားမရတဲ့ထုတ်ကုန်ဆိုပါတော့ဘယ်သူအားပေးမလဲဘယ်သူကမှကျွန်တော်ပြပြမမစူးစားထားတာပါဆိုပြီးစိတ်ဝင်တစားအားပေးကြမှာမဟုတ်ဘူးထုတ်ကုန်ရရလက်ကိုပဲကြည့်ကြမှာဒါထုံးစံပဲမိတ်ဆွေလောက်ကဘယ်လောက်အာမခံချက်ရှိလဲမိတ်ဆွေကလုတ်သက်ဘယ်လောက်ရှိပြီလဲကျွန်တော်စိတ်ဝင်စားဘူးမိတ်ဆွေဒီအလုံးလုံးလို့ပိုင်ဆိုင်မှုဘယ်လောက်ရှိပြီလဲဆိုတာကအရေးကြီးပါတယ်နံပါတ်6 rich people manage their money well poor people mismanagement their money well ချမ်းသာတဲ့သူတွေကငွေကိုစနစ်တကျစီမံခန့်ခွဲတယ် စင်းရဲသားတွေကကလွဲစီမံခံခွဲစင်းရဲသားတွေကသူတို့ရဲ့ငွေကြေးအခြေအနေနဲ့ပတ်သက်ပြီးညှဉ်းပန်းကြတာမကြကနကြားဘူးပါကျွန်တော်အနေနဲ့အဲ့လိုညှိနှိုင်းနေမဲ့အစားငွေကြေးစီမံခန့်ခွဲနိုင်မဲ့စာအုပ်တအုပ်ကိုကောက်ကံပြီးငွေကြေးရဲ့အခြေခံမူတွေကိုလေ့လာလိုက်ရင်ပိုကောင်းမယ်လို့အကြံပေးခြင်းတယ်။ကျွန်တော်သိတဲ့စီရဲသားတွေအကုန်လုံးအဲ့ဒီငွေကြေးစီမံခန့်ခွဲမှုအခြေခံကိုတော့နားမလည်ကြဘူး။ငွေကြေးနဲ့ပတ်သက်ပြီးစီကံမရှိကြဘူး။မယုံရင်တို့ထိပေါက်ကြည့်ပါလား။ဘယ်လိုသုံးချောင်းမှန်းတို့မသိဘူး။လိုချင်တာတွေအကုန်လျှောက်ဝယ်တော့မယ်။ ကျွန်တော်တိရမိတ်ဆွေတယောက်ဆိုရင်ထီပေါက်ပြီးတစ်နှစ်တောင်မခံဘူးငကိုတုံရင်ဘဝကိုပြန်ရောက်သွားတာအဲ့ဒါပါပဲစင်ရခြင်းချမ်းသာခြင်းဆိုတာငွေကြေးကိုစီမံခန့်ခွဲနိုင်တာနဲ့လည်းသက်ဆိုင်ပါတယ်ချမ်းသာတဲ့သူတွေကိုမစ္စရာစိတ်ညာပြီးဒရဆက်ဝေဖန်နေမဲ့အစားဒီဘီလုံးမှာအချမ်းသာဆုံးပုတ်ကူစာအုပ်ကိုရှားပြီးဖတ်လိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။နံပါတ်9က Rich people have their money work hard for them. Poor people work hard for their money. ချမ်းသာတဲ့သူတွေကိုငွေကအလုပ်လုပ်ပေးပြီးစင်ရသားတွေကတော့ငွေအတွက်အလုပ်လုပ်ကြတယ် ခုနကိစ္စကိုကျွန်တော်ပြန်သွားကြည့်အောင်ကျွန်တော်ကြိုးစားတယ်ကျွန်တော်မှလုတ်သက်ဆယ်နှစ်ရှိတယ်ဒါကြောင့်ကျွန်တော်ဒီလောက်ရတဲ့လေဆိုတဲ့အကြောင်းအရာကိုပါတချို့ကပြောကြတယ်ကြီးစမ်းမအောင်သူကလည်းကျွန်တော်လောက်လုတ်မကြိုးစားဘူးပြီးတော့ကျွန်တော်ထက်အစတရာကျော်ရနေတယ်မစ်စီမနာလို့မဖြစ်ပါနဲ့အဲ့ဒါကတာမန်ဖြစ်နေတဲ့ကိစ္စတစ်ခုပါပဲလောကကြီးကအဲ့ဒီအတိုင်းကိုသွားနေတာမစ်ွေကနေပူတဲ့ပြပြမပန်းတုံထမ်းနေရလို့ဆိုပြီးအဲကွန်ကန်နဲ့ကအထုခုဆရာဝန်တက်ပို့လို့ချင်လို့မရဘူးကျွန်တော်9နိုင်ရင်လုံးလုံးနေပူထဲမှာထမ်းပို့နေရတာ သူများထက်ကိုရတင့်တယ်လို့အစိုးရကိုသွားပြောကြည့်လေဘယ်သူကကယူဆိုင်မှာလဲအိတ်ဆွေအကြီးအချင်းကအဲ့ဒီရလက်လောက်ပဲထိုက်တန်နေတာကိုမင်းဆွေနားလဲရမယ်မင်းဆွေအဲ့ဒီအလုပ်ကိုစတင်ရွေးချယ်ကြတဲ့ကအဲ့ဒီလောက်ပဲရမယ်ဆိုတာကိုမင်းဆွေသိနေတာပဲလေနံပါတ်၈ rich people constantly learn and grow poor people think they already know ချမ်းသာတဲ့သူတွေကအမြဲမပြတ်တင်ယူပြီးတိုးတက်လာတယ်စည်ရသားတွေကငါပြစ်ပြီးသားပါဆိုပြီးထင်နေကြတယ် အဲ့ဒါကအကြီးအမားဆုံးတော့အပါစီတစ်ခုပါပဲကျွန်တော်စင်းရဲတော့ကဘာမှမသိဘူးလို့ပြောရမှာကိုကျွန်တော်မုန်းတယ်အဲ့ဒီတော့ကျွန်တော်တိအောင်ဆိုပြီးစာအုပ်ကောက်ကင်ပြီးလေ့လာတော့တာလေကိုထက်နားလဲတဲ့သူတွေကိုမေးဖို့လည်းကျွန်တော်မရှိဘူးခက်တာတစ်ခုကစင်းရဲသားတွေကသူတို့တိပြီးသားပါလို့ထင်နေကြတယ်အဲ့ဒါကြောင့်ပဲသူတို့တွေကအငြင်းစင်းရဲနေကြတာကျွန်တော်တင်မောသားဘွားကနားပြီးနောက်မှာကလေးစားလို့တဲ့အချိန်ကျွန်တော်တင်မောသားမိတ်ဆွေတချို့ကိုကျွန်တော်လေ့လာနေတဲ့အလုပ်အကြောင်းပြောပြဖြစ်တယ်သူတို့အားလုံးထွက်လာတဲ့စကားက ဲ့ဒီအလုပ်လားတိတယ်ဘာမလုံးနဲ့ဟိုလိုဖြစ်မဲ့ဒီလိုဖြစ်မဲ့ဆိုပြီးတားကြသူတို့အားလုံးက toss coin ဝတ်ထုလောက်ဖတ်ပူပြီးဝက်လေးတစ်ခုလောက်ရထားတာကိုပဲတလောကလုံးကအကြောင်းအရာအကုန်လုံးပြီးသွားပြီလို့ထင်နေကြတယ်ဈေးရောင်းတဲ့အလုပ်မဟုတ်လားသွားစမ်းပါငါငငယ်က toss coin ဝတ်ထုဖတ်ပူတယ်ဆိုပြီးကြာကြီးတောင်းပြန်လုပ်လိုက်ပြီးတယ်ဒါပေမဲ့သူတို့တွေတကယ်မသိပဲတိချင်အောင်ဆောင်ပြီးပြောနေတာကိုကျွန်တော်သိနေတယ်ဒီလိုနဲ့ပဲသူတို့နဲ့ကျွန်တော်ဆက်ပြီးမဆွေးနွေးဖြစ်တော့ခုချိန်ကြီးသူတို့ဘဝကလည်းအရင်အတိုင်းပဲတိချင်အောင်ဆောင်မှုတွေထဲမှာဘဝကြီးကိုနေ့တိုင်းပြင်ပမှန်မှန်ဖြတ်တန်းနေရတယ် စင်းရဲသားတွေကစာကူနာဝါနဲ့ကိုတကယ်သိပြီးထင်နေကြတယ်။သူတို့တွေဘယ်တော့မှအခွင့်အလမ်းသိကိုမရရှိကြဘူး။သူတို့တွေကချမ်းသာမယ့်နိလန်ကိုသူတို့ရဲ့ငါသိတယ်ဆိုတဲ့မဖြစ်စလောက်ပညာမဏလေးတွေနဲ့ပိတ်ပင်တားဆီးကြတယ်။သူတို့ကိုသူတို့လောကကြီးကိုအကောင်းဆုံးတွေပေးနိုင်ဖို့ထပ်ပြီးမလိလာတော့ဘူး။ဒါကြောင့်သူတို့တွေစင်းရဲနေရတာ။အထက်ကအချက်လက်တွေကအဲ့ဒီစာအုပ်ထဲမှာကျွန်တော်နှစ်တက်တဲ့အချက်တချို့ပဲဖြစ်ပါတယ်။ထပ်ပြောပါဦးမယ်။ကျွန်တော်ကစင်ရသားတွေကိုမုန်းတယ်ဘာညာဆိုပြီးမှတ်ချက်မပေးပါနဲ့ကျွန်တော်ကစင်ရသားတွေစဉ်းစားပုံစဉ်းစားနည်းကိုတကယ်မုန်းတာပါ အဲ့ဒါကယောဂတစ်ခုလို့ဖြစ်နေတယ်ကျွန်တော်ကိုယ်တိုင်ကျွန်တော်ကိုယ်ကျွန်တော်အဲ့ဒီယောဂကိုအမြဲပြအောင်ကုသခဲ့တယ်အဲ့ဒီလိုနဲ့ပဲကျွန်တော်ရဲ့ငွေကြေးအချင်းတွေကအစပေါင်းတစ်ထောင်တိုးတက်လာတာပဲဖြစ်တယ်ကျွန်တော်နဲ့အတူကြီးပြင်းခဲ့တဲ့65ရာခိုင်နှုန်းသောသူတွေဟာအခုထိဆင်းရဲနေသေးပဲဖြစ်ပါတယ်အကြောင်းအရင်းကသူတို့တွေအကြောင်းလဲမလုံလို့ပါပဲကျွန်တော်ကတော့ဆင်းရဲသားစိတ်ဓာတ်ကိုကျွန်တော်မုန်းတော့မုန်းစေချင်တယ်မဟုတ်ရင်တော့တသက်လုံးဆင်းရဲသားဘဝနဲ့အယိုးထုတ်ဖို့ပဲရှိပါတယ်အားလုံးပဲကျေနပ်ကြမယ်လို့ထင်ပါတယ်အားလုံးပဲမိမိရဲ့အတွေးခေါ်ကိုကြောင်းလဲပြီး စီရင်တွင်ကရုံးခွင့်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်